ျွန်တော်ကတော့ဒီတောင်းဆဲအောင် local video အဖွဲ့ကျွန်တော်တာဝန်ခံပါကျွန်တော်နာမည်ထူးလေးလို့ခေါ်ပါတယ်ဗျကျွန်တော်တို့ဒီအဖွဲ့ကတော့စတင်ပြီးတော့ကျွန်တော်တို့ဒီထုတ်ဆောင်လာတာကတော့ကျွန်တော်ကာလာအသိမကြသေးပါဘူးအဲကျွန်တော်တို့ကိုအစကတည်းကဟိုအစကတည်းကကျွန်တော်တို့ပြန်ပြီးပြောရလို့ရှိရင်တော့ဒီကျွန်တော်မျိုးမာကန်ကျွန်တော်တို့ဆန္ဒပြကာလာရေကဘောနော်ဆန္ဒပြကာလာရေမှာကျွန်တော်တို့မျိုးကအာကြားတယ်အောင်မြင်မဲ့ကြားတယ်အာပြီးလို့ရှိလို့ရှိရင်ဟိုလက်ဖြတ်ကလပ်ရဲ့လူလူပါရင်းနဲ့အဲအဲ့ဒီနောက်ပိုင်းမှာဘောနော်25ရက်20ကို ကြာပြည့်တော့ပြီးမှကျွန်တော်ဒီတော်တွင်းကိုရောက်ခဲ့တယ်ပေါ့ကျွန်တော်တို့ဒီထပ်ပြတော့ကျွန်တော်ဒီအရင်အကန့်တွေကိုလည်းနည်းနည်းဖြုတ်ပြီးတော့ကျွန်တော်တို့အဓိက main ကြတဲ့အကန့်တွေပဲကျွန်တော်တို့ဆက်ပြီးသွားရအောင်ဒီမှာဆက်မှာကျွန်တော်တို့ဆလင်းမြို့ခခရရနဲ့ကျွန်တော်ဆလင်းမြို့နယ်ထဲမှာစတင်ပြီးလှုပ်ရှားပါတယ်အဲကျွန်တော်တို့ဆလင်းတောင်ပိုင်းအင်အားစုဆိုပေါ့ဟောကျွန်တော်တို့မလိုကယ်ဖွဲ့နေတယ်ပဲလှုပ်ရှားတယ်အဲအဲ့မှာကျွန်တော်တို့ဟိုစကန်တစ်ခုစီးခံလိုက်ရသေးတယ်အဲ့မှာကျွန်တော်တို့စကန်ရဲ့တောင်ဝန်ရှိတဲ့သူတယောက် ဟိုဆော့ခံလိုက်ရတယ်စကတ်စီးခံလိုက်အဲစကတ်စီးခံလိုက်အချိန်မှာကျွန်တော်တို့ထိုက်ပြီးကျွန်တော်တို့ဘိုးဘယ်ငါဖက်ပန်းပက်ကိုကျွန်တော်တို့ရှင်းသွားရတယ်အဲလိုရှင်းသွားပြီးတော့ကျွန်တော်တို့ဘယ်သူနဲ့ပြန်လဲဆုံးပြခဲ့ရဲဆိုရင်ကျွန်တော်တို့ဒီပြည်သူ့ကာကွယ်တော်နောက်ပိုင်းတိုင်းဆိုပြီးကျွန်တော်တို့ဟိုဒီမင်းမှုခရံတွေမှာဘုန်းတော်ဒီပကဖာပဲဖြစ်ဖြစ်ရင်းဖွဲ့ပဲဖြစ်ဖြစ်ဘဲအဲဒါရင်းဖွဲ့ပကဖာတွေမရှိခင်ကြရတယ်ဘုန်းတော်ကျွန်တော်တို့မြေပြင်မှာအာကျွန်တော်တို့လူကလေးစူပေါင်းပြီးတော့ ပွင့်ပြွာဟို local တွေ UG တွေသူဆက်လင်းက local တွေ UG တွေငဖဲပန်းက local UG တို့ရှိရင်မင်းဘူးဇကူက local UG တွေကိုစူပေါင်းပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်မတော်နောက်ပိုင်းတိုင်းဆိုပြီးတော့ကျွန်တော်တို့အာဖွဲ့စည်းပြီးတော့ကျွန်တော်တို့လှုပ်ရှားခဲ့တယ်ပေါ့နော်တကယ်ကျွန်တော်တက်တဲ့အနည်းဆုံးနေရာမှာစကန်ချပြီးတော့ကျွန်တော်လှုပ်ရှားခဲ့တယ်အဲတုန်းကလက်ရှိခေါင်းဆောင်နေရာလက်ရှိကျွန်တော်တို့ပရမအချင်းချခံရတာပေါ့ကျွန်တော်တို့ဒီ low weight လက်ကမှတူးတူးတွေပါတော့ကျွန်တော်တို့ဆရာလည်းဟုတ်တယ်ဟိုအကူလည်းဟုတ်တယ်ပေါ့နော်ဒီဒေါ်လိုင်းကာလာမှာတော့ဆရာပေါ့ပြင်မှာဆိုတော့ညီကိုလိုနေတဲ့ တကူလဲဖြစ်တယ်။နောက်ပြီးလို့ကျကျွန်တော်တို့ဒီမင်းဘူးဟိုကကျွန်တော်တို့ဟိုကိုလာရောင်ဘောတော့ကျွန်တော်တာဝန်ခံ၂ယောက်ဆွဲခံလိုက်ရတယ်။တာဝန်ခံ၂ယောက်ကျွန်တော်တို့ဟိုဒီစစ်ကောင်စီရဲ့အရမအချင်းချကမှုခံလိုက်ရပေါ့။အဲ့မှာကျွန်တော်တို့ကပြန်ပြီးခွက်ထွက်လာတယ်။ခွက်ထွက်လာပြီးတော့ကျွန်တော်တို့ဒီနိုစလိမ့်မြွနဲ့ပဲပြန်ရောက်ခဲ့တယ်။အဲ့မှာကျွန်တော်တို့ဟို local နေနဲ့ပဲအာ local နေနဲ့ပဲကျွန်တော်တို့လှူရှားပြီးတော့ဟိုတွားလာနေတယ်။အဲ local ကနေပြီးတော့ကျွန်တော်တို့တစ်ဆင့်အဲကျွန်တော်တို့ပြန်ပြီးတော့ ဟိုစူပါမူလေဂျင်မူလေပြန်လုပ်တယ်အင်အားစုပေါင်းမူပြန်လုပ်တယ်အဲအဲ့ဒီအချိန်မှာတော့ကျွန်တော်ကဒီကရင်နေဘက်ကိုခီးထွက်လာရတယ်ကျွန်တော်လိုကဖွဲ့ရဒီဘက်မှာစူပါလေဂျင်လုပ်နေချိန်မှာကျွန်တော်ကဒီလက်နဲ့ဒေယူရဲ့အနေနဲ့ကျွန်တော်ကရင်နေဘက်ကိုရောက်ခဲ့တယ်ဒီတစ်နှစ်နီးပါးလောက်ကြာတယ်ပေါ့နော်ခက်ခဲတွေအများကြီးနေပေါ့ကျွန်တော်ဒီရေတာရှင်ဝင်နေတော့ဘာလို့လဲတိုက်ပွဲတချို့တိုက်ပွဲတွေမှာကျွန်တော်ပါဝင်ပြီးတက်ခဲ့ရတယ်လည်းရှိတယ်အဲကရင်နေကွန်းမှာလည်းတချို့ကျွန်တော်စကန်နေပွဲတွေမှာကျွန်တော်တခုမှလည်းကျွန်တော်ဝင်ပြီးတော့နေပြီးတော့ကျွန်တော်ကိုယ့်အနေနဲ့ ဟိုတရင်နဲ့ကျွန်တော်ကျွန်တော်တငယ်ချင်းပေါ့နော်အပြင်မှာလည်းညီကိုတငယ်ချင်းတရင်နဲ့ဝင်ရောက်ပြီးတော့ပူးတော့တက်ခဲ့တဲ့ဘွေလည်းရှိတယ်အဲ့ရနေပြီးတော့ခက်ခဲများတော့လည်းကျွန်တော်ဒီဘက်ကိုပြန်လာတယ်အဲ့ဒီမှာကျွန်တော်တို့လက်ရှိမြို့ခန်တိုင်ရင်နဲ့ပြောမှာဆိုတော့မြို့ခန်တိုင်ရင်ငါပေါ့နော်ဟိုတိုင်ရင်ငါပေါ့ကျွန်တော်ကတိုင်ရင်ငါကရဲဘော်တယောက်နေပေါ့နော်အဲလိုကဘွားမှာတော့ကျွန်တော်တို့တောင်းခွဲပြီးပြီးတော့ဒီဥဆောင်လူတွေတရားတယောက်ပေါ့အဲ့ဒီမှာကျွန်တော်လိုကရနေပြီးတော့ဒီကကျွန်တော်မြို့ခန်တိုင်ရင်ငါဆိုပြီးတော့တိုင်ရင်ကုန်ကြသွားတယ်တိုင်ရင်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ကပြန်လာတဲ့အချိန်မှာတိုင်ရင်ဖြစ်နေကြသွားပြီ ကြားသွားတဲ့အချိန်မှာကျွန်တော်ကတိုင်ရင်းကနေပြီးတော့ကျွန်တော်ကတေဝန်နုတ်တော်စာနဲ့ဖွဲ့ထုတ်လိုက်တယ်အဲကျွန်တော် local နဲ့ပြန်လဲပြီးတော့လှုပ်ဆောင်မယ်ဆိုပြီးတော့ကျွန်တော်က local နဲ့ပြန်ပြီးဖွဲ့ထုတ်ပြီးတော့ကြက်နေပြီးတော့လှုပ်ဆောင်ခဲ့ရပေါ့နော်အဲတော့ဒီမြေပြင်မှာကတော့လက်ရှိမှာပါဝင်နေရတော့ကျွန်တော်အဖွဲ့ထဲမှာကလူငယ်အများစုပါတယ်အကြီးပိုက်ဆိုလို့ကျွန်တော်တို့အကြီးပိုက်ဆိုလို့2ယောက်3ယောက်လောက်ပဲရှိတယ်အသက်ကြီးပိုက်ဆိုလို့ကျွန်တဲ့အရာတွေကဒီចောင်းသားအရွယ်တွေနဲ့လူငယ်တွေမှာတယ်ဒီကျွန်တော်တဲမှာကနိုင်ငံသမားတွေလိုကျွန်တော်ထဲမှာမရှိဘူးမခိုင်ချင်တဲ့ကြောင့်တော်လန်ကြီးရတဲ့ကျွန်တော်တို့ညီကိုတွေပဲရှိတယ် ဒီလိုကျွန်တော်ဒီမှာတောက်ဆရာစီရန်လေးစီရန်လေးရှိတယ်။ပြီးတော့ဟောဒီဆက်ကဆရာနဲ့ပေါ့ဘက်ကနေပြီးတော့ဆက်ကရခဘက်ကနေ9နှစ်10နှစ်လောက်ဒီကျွန်တော်တို့နှုတ်ခထားတဲ့အလင်းစီရန်လေးလက်ရှိတယ်။ကျွန်တော်ထဲမှာအဲ့မှာနဲ့ကျွန်တော်တို့စပြီးတော့ပြန်ပြီးခုတ်ထည့်ပြီးတော့ဒီလိုမျိုးမှာရောက်ချင်းနေလိုက်ပြန်ပြီးရောက်ချင်းမှာပဲနေချင်းမှာကျွန်တော်ဒီမာမိတ်တွေနဲ့စုဖွဲ့ပြီးတော့နေချင်းမာမိတ်တွေနဲ့စုဖွဲ့ပြီးတော့တုံးမဲမှာကျွန်တော်တို့လှုပ်ဆောင်နိုင်ခဲ့ပေါ့နော် ဖွဲ့ရစပြင်ဖွဲ့စည်းကုန်ဟလာရောအရန်ခက်ခဲတယ်အခုချိန်ဒီလဲကျွန်တော်တို့လိုကဖြစ်တဲ့အတွက်အရန်ခက်ခဲနေတော့မှာပဲဟိုစဖြစ်လာကြတာဆိုရင်ကျွန်တော်တို့ဒီကတော့မောင်းမြန်လေးတက်လက်ပြုစင်မိုင်းလေး၄လောက်လုံးနဲ့စပြကျွန်တော်ဒီနေ့ပြင်မှာစပြဆင်းပြီးကျွန်တော်လို့လို့ခဲ့ရတယ်ခုနောက်ပိုင်းမှာတော့ကျွန်တော်မြေပြင် မာမိတ်တော်မြတ်ကျွန်တော်စုပ်ွက်မိတယ်ဒီမြို့နယ်မှာရှိတဲ့ ဟိုတက်ခဲရေးခွဲပြီးတော့၈ခွဲပေါ့နော်တက်ပွဲတက်ခဲရေးခွဲပြီးဆိုရင်ကျွန်တော်မျိုး၈ခွဲမြေမာမင်းနဲ့စုခွဲမှုဖြစ်တဲ့အာဒီစလင်းဝင်းနဲ့မှာရှိရဲ့ကျွန်တော်တို့ဒီနေမီအဆောက်အဦမှာတောင်တိုက်နေတဲ့ဒီအဲ့ဒီဒီကျွန်တော်တို့ဟိုဖြစ်ခဲ့တဲ့ထိပ်ချုပ်ပွဲစဉ်တွေမှာတော့ကျွန်တော်အဖွဲ့မပါတာတော့ရှားတယ်ကျွန်တော်တို့အဖွဲ့အမြဲလိုပါတယ်မရှိလေမခေါ်လဲသွားတိုက်တယ်စီကူခေါ်တိဖြစ်စေမခေါ်တိဖြစ်စေမခေါ်လဲသွားတိုက်တယ်အဓိကစစ်ကြောင်းဝင်လာလို့ရှင်လိုက်တယ်အဲဒီမှာအဓိကတော့ကျွန်တော်တို့ကတော့ဒီ ေမဟာမိတ်မြေမြမဟာမိတ်ကိုကျွန်တော်ကညီနောင်မဟာမိတ်ရတဲ့ကျွန်တော်ကျွန်တော်တို့ပေါ့တော်မှာကျမ်းမာရတဲ့ကျွန်တော်ကြည့်တော့ပဲပြီးတော့ကျွန်တော်တို့ဘာမတက်တော့ဒါတော့ကျွန်တော်တို့ညီနောင်မဟာမိတ်တက်ခွဲတယ်ကျွန်တော်အဲစူးစီးပြီးတော့ထက်တက်လာတဲ့အချိန်တွေကတော့အများကြီးပဲအများကြီးပဲခက်ခဲမှုတွေလည်းအများကြီးကြုံခဲ့တယ်ဟိုငွေစအခွက်ထွက်တဲ့အချိန်မှာတချို့လူတွေရဲ့အဲဟိုဘယ်လိုပြောရမလဲအထင်သေးတင်ငယ်တဲ့အကြည့်တွေနဲ့လည်းကြည့်ခဲ့ရတယ် ဥပ္ပခါပြုမှုတွေအများကြီးခံစားခဲ့တယ်။တွန်လိုင်းသမားချင်းချင်းကိုပဲတွန်လိုင်းလုံတဲ့သူချင်းချင်းကိုဥပ္ပခါပြုမှုတွေနဲ့အထည်လေးတင်ခဲ့တဲ့အကြည့်တွေလည်းများကြီးခဲ့တယ်။ဒီကြားထဲမှာကျွန်တော်တို့ညီပြမကျွန်တော်တို့ဒီစပြေစနေမြင့်နဲ့မြေမှာဆိုတော့ကျွန်တော်များကအာကျွန်တော်တို့ဆီရနေသွားပြီးတော့ရေမီဆုံးမှုခဲ့ရတယ်ကျွန်တော်တို့ပြောလို့ရတယ်။ဒီမှာလာတော့ကတော့အခွက်တွေကိုတောင်းဝင်တောင်းဝင်ကြရတယ်ဘယ်နေရာတောင်းဝင်ကြဘယ်နေရာတောင်းဝင်ကြဆိုပြီးကျွန်တော်ထုတ်ခဲ့တယ်။ဒါတော့များများကတော့ကျွန်တော်တို့ဆီရနေသွားခဲ့တယ်။အခုချိန်ဒီလေကျွန်တော်တို့ ဟိုဒီမှာဘာမှတော့ဟိုတော်တော်များများပေါ့ဟိုအကုန်လုံးကဟိုဟာဟိုနိုင်ရေးလုပ်နေကြည့်လို့ပဲမတက်ခဲ့နေကြည့်ချင်းချင်းပဲဟိုဆီအနာစီကိုမကြိုက်လို့မိုးလေးလို့တိုက်နေကြည့်ချင်းချင်းပဲအဲ့ဒီနားမှာကျွန်တော်ကလက်မီးလက်စစ်ကျွန်တော်ဆင်းနေတယ်တော်တော်များများမှာကျွန်တော်စီစုံကနေပြီးတော့ဟိုသွားခဲ့တာပဲရှိတယ်ငွေကိုကလာရမိုင်းနဲ့ခြေရလက်လုံးဂန်းနဲ့မောင်မောင်တပြက်လောက်နဲ့စပြီးလုပ်ကြရရှိလုပ်ကြခဲ့တာပေါ့နော်ခုချင်းကျွန်တော်တော့ဒီ တန်းခရိုင်ပေါ့မြူတန်းညီမျိုးစုကတော့အမှုအကနေပြီးတော့ထောက်ပံ့နေဆိုတာမရှိတော့လိုကယ်ဆိုတော့လိုကယ်နဲ့မိမှတ်သွားခက်ခဲမှုတွေအများကြီးရှိပြန်ခုချိန်လေးတက်ခဲနေရုံနဲ့အဲ့အတွက်အဓိကမှဘယ်အရာကိုကျွန်တော်တို့အခြေခံလဲဆိုတော့ပြည်သူမျက်နှာမူရဲ့ဒီပြည်သူကိုအခြေခံတဲ့ပြီးတော့ပြည်သူထောက်ခံမှုအားကောင်းတယ်ကျွန်တော်တို့ကပြည်သူဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဝင်ပြည်သူဖြစ်တယ်အဲဒီထဲမှာလည်းကိုသားရဟိုကူမီရလေးပါတာဟုတ်အဲ့တော့ကျွန်တော်များများလေးပြည်သူချစ်ခင်အားလည်းကောင်းတယ်